ဇယိုက်လက္ခဏာဆိုတာဘာကိုပြောတာလဲဆိုရင်အဲ့ဒီလူကကြံတဲ့နော်လုပ်ငန်းခွင်မှာရှိတဲ့ပုံကိုယ်တွေနဲ့နော်တွဲဆုံဆက်ရွယ်ရိုက်ခတ်ရတဲ့အခါမှာသူ့ရဲ့တုတ်ပြန်မှုနော်ဘယ်လိုတုတ်ပြန်သလဲပုံမှာမူတည်ပြီးတော့မှသူ့ရဲ့ personality ကို ဆုံးဖြတ်တယ်ဘယ်လို personality ရှိတယ်လဲဘယ်လိုဇယိုက်လက္ခဏာရှိတယ်လဲနော်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာနော်ဇယိုက်လက္ခဏာကို သတ်မှတ်ထားတဲ့ model ရှိတယ်။အဲ့ဒီ model ကိုဘာခေါ်လဲဆိုရင် big 5 model လို့ခေါ်တယ်။နော်အချက်၅ချက်ကိုစဉ်းစားတယ်။နော်ဒီလူရဲ့ personality ကဘယ်လိုရှိသလဲဆိုတာကိုအချက်၅ချက်နဲ့စဉ်းစားတယ်။အချက်တစ်ချက်ကဘာလဲဆိုလို့ရှင်မြင်နော်အာလူတွေနဲ့ဆက်ဆံတဲ့အခါမှာနော်တချို့လူတွေက ပျော်ပျော်ရွှင်ရွှင်လူတွေနဲ့စကားများများပြောမယ်เนาะအပြောရဲဆိုတဲ့အခါကျရင် ပြောတယ်เนาะအစကားစကားဝိုင်းမှာ တုံ့ပြန်မှုတွေဖြစ်တယ်အဲ့ဒီလူမျိုးတွေကိုဘာခေါ်လဲဆိုရင် extra version လို့ခေါ်တယ်သူရဲ့စမ်းချင်မဲ့ကတော့ဘာလဲဆိုရင် introversion အဲ့ဒီ introversion ဆိုတာဘာလဲဆိုရင်เนาะလူအများနဲ့ဆက်ဆံရမှာကြောက်တယ် ကိုဖာသာကိုတယောက်တည်းကိုကဘာလေးနဲ့ကိုနေမယ်နော်ပြောရဲနော်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းပဲနော်တုတ်တုတ်နေတုတ်နေဆက်ဆံဖို့ရခဲခဲရရင်ဖြစ်တယ်အဲ့တော့လူတယောက်ရဲ့ personality ကိုဆုံးဖြတ်တဲ့အခါမှာ extraversion လား introversion လားဆိုပြီးတော့မှဆုံးဖြတ်တယ်နောက်ဆုံးဖြတ်ပုံတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်လူတွေနဲ့ပြောလိုက်တဲ့အခါမှာနော်သဘောထား တိုက်ဆိုင်မှုရှိသလားမရှိဘူးလားတချို့လူတွေကလေသဘောထားကောင်းတယ်ပြောလိုက်ရင်ဟုတ်ခဲ့ပါเนาะမှန်ပါတယ်ဆိုပြီးတော့မှပြောလို့ရှိတယ်လူတွေကိုလည်းပဲเนาะအာပြောလိုက်လို့ရှိရင်เนาะညှင်းမှုခုံမှုကိုတိတ်ပြီးတော့မှမစင်စားဘူးတချို့လူတွေကဘာပဲဖြစ်ဖြစ်သူများတယောက်ကတယောက်ယောက်ကပြောလိုက်ဟဲအဲ့ဒါမဟုတ်ပါဘူးဒီလိုမဟုတ်ပါဘူးเนาะဒါဆိုပြီးတော့မှเนาะ 암하고 လက်ခံဖို့နည်းတယ်เนาะဆ iam မအဲ့ဒီလူတွေကိုဘာခေါ်လဲဆိုရင်เนาะဆ iam မပေးထားတဲ့နာမည်ရှိတယ်အဲ့ဒီလူတွေဘယ်လူတွေလဲဆိုရင်ဒါဗေရဲလို့ဆ iam မပေးထားတယ်အများသဘောတူပြီးဒီလိုမျိုးပြောနေတဲ့ဂျားမှာတယောက်ကเนาะအဲ့ဒီလူမျိုးပေါ်လာပင်နော်ဒါပေတဲ့လို့ပြောလိုက်ရင်ခုနသဘောတူရတဲ့လူတွေအကုန်လုံးပြန်ထိုင်ရတော့မယ်သဘောဖြစ်သွားတယ်အဲ့တော့ဆ iam မအဲ့ဒီဒါပေတဲ့လောက်ဟိုမုန်းစရာကောင်းတဲ့လူမရှိဘူးလို့ဆ iam မကတော့ထင်တယ်အဲ့တော့နော်လူရဲ့ personality personality မှာဒါပေတဲ့ personality ရှိတယ်။နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်เนาะအာတာဝန်ကိုလက်ခံနားလည်မှုเนาะအဲ့ဒီလူမျိုးကတာဝန်ပေးရင်နော်လွယ်လွယ်ကူကူနဲ့လည်းလက်မခံဘူးဒါပေမဲ့လက်ခံလိုက်တဲ့တာဝန်ကိုတိတိကျကျမှန်မှန်ကန်ကန်လုပ်တယ အဲ့ဒီလူမျိုးကကိုယ့်ကိုပေးလိုက်တဲ့တောင်းကိုမဟိမလင်းစေဘူးနောက်ပြီးတော့မှအောင်မြင်အောင် ဆောင်ရွက်ခြင်းတဲ့လူမျိုးဒါဇယိုက်လက္ခဏာတစ်ခု